ဟယ်လိုအားလုံးမင်္ဂလာပါဒီကျမရဲ့ YouTube channel ကနေပြီးတော့အားလုံးပဲအဲကြိုဆိုပါရရှင်အားလုံးပဲစိတ်ချမ်းသာကြီးကိုကြမှာကျင်နေပြည့်စုံကြပါစေဒီနေ့မှာတော့ကျမကဒီလေဖြန်းထားလေထိထားတူတွေကအာဒီလမ်းလျှောက်နိုင်ကြပြီလမ်းလျှောက်နိုင်ပြီဒါပေမဲ့လမ်းလျှောက်တဲ့ခါမှာဆိုလို့ရှိရင်အာဒီပုံစံမမှန်သေးဘူးပေါ့လမ်းလျှောက်တဲ့ခါမှာဆိုရှင်ဟန်ချက်ကိုမထိန်းနိုင်သေးဘူးလဲမလို့လို့ဖြစ်တယ်ခလုတ်တိုက်မလို့လို့ဖြစ်တယ်ပေါ့နော်အဲဒါမျိုးဟန်ချက်မထိန်းနိုင်သေးတဲ့တူတွေပေါ့နော်အဓိကလမ်းလျှောက်တာပုံမှန်မဟုတ်သေးတဲ့တူတွေမှာဆိုလို့ရှိရင်အဓိကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျမတို့ဒီကြွက်သား ားတွေကဒီပုံမှန်လို့ဟိုအားမကောင်းနေသေးတဲ့အတွက်ကြောင့်မဟုတ်ပေါ့နော်ဒီလိုလူတွေမှာဆိုရှင်ကျမတို့ strengthening exercise လို့ခေါ်တဲ့ကြောသားတွေကိုအားကောင်းအောင်လုပ်တဲ့လေ့ကျင့်ခန်းတွေအာပြုလုပ်ဖို့လိုတယ်ပေါ့နော်ဒီပုံမှန်လေ့ကျင့်ခန်းတွေကနေပြောကြစီ strengthening exercise တွေထည့်လုပ်ဖို့လိုပါတယ်အဲ့တော့ဒီနေ့မှာဆိုရှင်တော့ကျမကဒီ strengthening exercise တွေရမှာ elastic band exercise လို့ခေါ်တယ်ပေါ့နော် elastic band လေးတွေကိုသုံးပြီးတော့အဲဘလို့ကြောသားတွေအားကောင်းအောင်လေ့ကျင့်ရမလဲဆိုတာလေးကိုဒီနေ့မျှော်ပြမှာဖြစ်ပါတယ်ဒီလိုအဲကြောသားတွေကိုအားကောင်းအောင်လေ့ကျင့်ပြီးကြောသားတွေအားကောင်းမှသာလေကျမတို့ဒီ lunch လျှောက်တဲ့ခါမှာမှန်မယ်။ဟန်ချက်တွေကိုကျွန်တော်တို့လမ်းလျှောက်တဲ့ခါမှာဆိုရှင်လည်းရိမ့်နိုင်ရိုင်းတာမရှိဘဲနဲ့ပုံစံမှန်မှန်လမ်းလျှောက်နိုင်မယ်ပေါ့နော်။ကြွက်သားရဲ့အားနည်းနေရဆိုရှင်ခုနကတော့လမ်းလျှောက်တဲ့ခါမှာဆိုလို့ရှိရင်ကောင်းကောင်းမလျှောက်နိုင်တာခလုတ်တိုက်တာမျိုးပေါ့နော်။ရိုင်းလိုမျိုးဖြစ်တယ်ပါတယ်။အဲ့တော့ဒီ elastic band လေးတွေသုံးမယ်ပေါ့နော်။ဒါ elastic band လေးတွေဒါလေးကတော့ ဒါပြက်ပြော့လေးပေါ့နော်ဒါအပြော့ဆုံးပေါ့သူ့မှာဆိုလို့ရှိရင်အရောင်က၄ရောင်ရှိရယ်ပေါ့နော်၄ရောင်ရှိရယ်လိန်မော်ရယ်ခုတည်းကကျွန်မလိန်မော်ရောင်လေးပေါ့အနေနောက်ကအစိမ်းလို့အပြာလို့ရှိသေးတယ်ဒါတူတစ်ခုနဲ့တစ်ခုဒီဒီလို elastic ဆွဲဆန့်နိုင်တဲ့အားကမတူဘူးပေါ့နော်ဒါဆိုအပြော့ဆုံးပေါ့ကျွန်မလိန်မော်ရောင်လေးဆိုလို့ရှိရင်အဲနောက်ထပ် တဆင့်တဆင့်တဆင့်လို့လားအပြာရောင်ဆိုလို့ရှိရင်သူကအတင်းဆုံးပေါ့နော်အတင်းဆုံးအာအတင်းဆုံးဒီသူဒီဆွဲဆန့်နိုင်အောင်အတင်းဆုံးပေါ့နော်ဒါလေးတွေကကျွန်တော်ဒီအန်ဆန်ကဘာလိုမျိုးရံကုန်မှာဆိုလို့ရှိရင်တော့အန်ဂရက်ပစ္စည်းဆိုင်လေးတွေမှာဝယ်လို့ရပါတယ်အဲ့တော့ဒီ elastic band လေးတွေနဲ့အကြက်သားတွေကိုဘလို့ပေါ့နော်အာတန်မာအောင် strengthening exercise တွေလုပ်ရမယ်ဆိုတာလေးကိုဒီနေ့ညှောက်ပြီးသွားမှာဖြစ်ပါတယ်အားလုံးပဲဆက်ပြီးတော့ကြည့်ရှုပြကြပါအောင်ရှင် အားလုံးပဲမြင်သာပါကျမကတော့ဒီအကျော်စစ်ပိုင်းဆိုင်ရာပြဿနာတွေကိုအော်ဒီအိမ်မှာပဲပေါ့နော်ဒီတက်တာပြောက်ခင်းအောင်ကုသလို့ရမယ်အလွယ်တကူကုသလို့ရမယ်လေ့ကျင့်ခန်းနဲ့ကုသနည်းကိုမျှဝေပေးနေတဲ့အကျော်စစ်နဲ့ခန္ဓာသံသမှုပညာရှင် physiotherapist ဒေါက်တာလီထေပဲဖြစ်ပါတယ်ရှင်အခုပထမဆုံးလေ့ကျင့်ခန်းကိုကျွန်တော်ဒီပေါင်းရဲ့ဘေးကျွတ်သားတွေတန်ဖို့အတွက်ပေါ့နော် hip abductors ဒီတန်ဖို့အတွက်ပေါ့နော်ဒီဒီချင်းကောင်ပြုလုပ်အတွက်အတွက်ကတော့ကျွန်တော်ဒီနောက်မီပါတဲ့ပေါ့နော်ကုလမလေးထိုင်ကုန်ပေါ်မှာထိုင်မယ်ဒီဒူးလို့ကိုွေးပြီးတော့6ယောက်နှစ်ခုအကျမ်းမြေမှာချထားမယ်ဒီ6ယောက်တစ်ခုနဲ့တစ်ခုတော့ပေါ့နော်ကျွန်တော်ဒီတံတားလေးချဲထားမယ်ပေါ့ချဲပြီးရခါမှဆိုခုလို့ပေါင်ပေါ်မှာပေါင်ပါဒီ elastic band လေးကိုစီးမယ်စီးပြီးရခါမှဆိုရှင်ကျွန်တော်တို့ဘေးကိုပေါ့နော်ဒီဖြည်းဖြည်းချင်းအဲကားပြရမှာပဲဖြစ်ပါတယ်ဘေးကိုဖြည်းဖြည်းချင်းဒီပေါင်ပြီးရကျွန်တော်ရဲ့တံမုတ်တဲ့ဘေးကိုဖြည်းဖြည်းချင်းခုလို့ကားမယ်ပြီးရင်မူလနေရာကိုပြန်မူလနေထားလေးကိုပြန် ြန်ပြီးတော့သွားမယ်ပြီးရင်ဘေးကိုဖြူဖြူချင်းကားမယ်မူလနေရာကိုပြန်ပြီးတော့သွားမယ်ပေါ့နော်အခုလိုပေါင်ဘေးကြက်တာရဲ့တံမိုးတော်လေးချင်းပြရမှာဖြစ်ပါတယ်အဲတစ်ခါလုံးလို့ရှိရင်ကျွန်တော်တို့ဒီ၁၀ချင်းကနေပြီးတော့ကြာ၁၅ချင်းလောက်ဒီကိုနိုင်တောက်တော့ပြုလုပ်ပြီးလို့ရပါတယ် အခုနံပါတ်2လေးချိန်ကတော့အခုလိုပုံခုနလိုပုံစံအတိုင်းပဲထိုင်မယ်ပေါ့ထိုင်ပြီးရခါမှဆိုရှင်တော့တကူကကြတော့ဒီပေါင်ရဲ့အရှိမရှိရပေါ့နော်ဒီကြွက်သားတွေတန်မှုအတွက် hip flexors မှာစေတန်မှုအတွက်ကြတော့အခုလိုကျွန်တော်တို့ပေါ့နော်ဒီပေါင်ကိုအပေါ့ကိုဖြည်းဖြည်းချင်းမပေးရမှာဖြစ်ပါတယ်မမယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်ချမယ်ပေါ့နော်ဖြည်းဖြည်းချင်းအပေါ့ကိုမမယ်မနိုင်တဲ့လောက်ပေါ့နော်ဖြည်းဖြည်းချင်းပေါ့ကိုမမယ်ပြီးရင်ပြန်ချမယ်ဒါကိုလည်းတစ်ဖက်ကိုကျွန်တော်စေချင်းကနေပြီးတော့15ချိန်ထိပြုလုပ်ပေးလို့ရပါတယ်ရှင် ကျွန်တော်နောက်ထပ်နံပါတ်3လေးချိန်ခံရတော့ကျွန်တော်ဒီဒူးမရှိရွက်သားတွေပေါ့နော်တန်မိုးအတွက်ကကြတော့ကျွန်တော်အခုလိုထိုင်ကုန်ပေါ့နော်ထိုင်ကုန်ရဲ့အဲကျွန်တော်ဒီခြေထောက်မှာခုနအလက်စတစ်ဘန်လေးကိုချိမယ်ချိပြီးရဲ့ခါမှာဆိုကျွန်တော်ဒီလေးထိထားတဲ့ခြေထောက်ကိုလည်းအဲအခုလိုမျိုးချိမယ်ပေါ့နော်ချိပြီးရဲ့ခါမှာဆိုလို့ရှိရင်တော့အဲအတီးကတော့တေချာလေးချိဖို့ပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်ချော်သွားမှာဆိုလို့ပေါ့နော်တေချာလေးငင်းအောင်ချိမယ်ချိပြီးရဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်ဖြည်းဖြည်းချင်းဒူးကိုအရှိကိုစန့်ထုတ်ရမှာပဲဖြစ်ပါတယ် အလက်စတစ်ဘန်ကိုပေါ့နော်ဆန့်ဆန့်ကျင်ပြီးတဲ့ခါမှာလက်စတစ်ဘန်လေးကိုဆွဲဆန့်တဲ့ပုံစံမျိုးလေးပေါ့နော်ဒူးလေးကိုအရှိကိုဆန့်ပြရမှာပဲဖြစ်ပါတယ်ရှင်အရှိကိုဖြည်းဖြည်းချင်းဆန့်မယ်ပြီးရင်မူလနေရာကိုသွားမယ်ဒူးလေးကိုအရှိကိုဖြည်းဖြည်းချင်းဆန့်မယ်ဒီမူလနေရာကိုပြန်သွားမယ်ပေါ့เนาะတစ်ခါလုံးလို့ရှိရင်10ချိန်ကနေပြီးတော့15ချိန်ထိပြုလုပ်ပေးလို့ရပါတယ်။ ဒါကတော့နောက်ဆုံးပြုလုပ်ရမယ့်လေ့ကျင့်ခန်းပေါ့နော်နံပါတ်၄လေ့ကျင့်ခန်းမှာဒီလေ့ကျင့်ခန်းတော့ကျမတို့ဒီဒူးမရှိကျွတ်သားတွေရော ပေါင်ရဲ့အတွင်းကျွတ်သားတွေရောပေါ့နော်အားလုံးတန်အောင်လုပ်လို့ရမယ့်လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ဒါကတော့ဘယ်လိုလုပ်မလဲဆိုရင်ကျမတို့ခုနကဒူးမရှိတဲ့တဲ့မျိုးစံနာမျိုးမဟုတ်ဘဲနဲ့ကျမတို့ဒီဘေးအပြင်ပေါ့နော်55ဒီဂရီလောက်ကိုအာဒီ elastic band ကိုဆွဲပြီးတော့စံမှာပဲဖြစ်ပါတယ်အခုကျမကြတဲ့လိုမျိုးပေါ့နော်အရှိတက်တဲ့မဟုတ်ဘဲနဲ့ဘေးကိုပေါ့နော်ဘေးကိုဘေးကိုနည်းနည်းလေးကားပြီးတော့ ဆန်မယ်ပြီးရင်မူလနေရာကိုပြန်သွားမယ်ရှေ့ဘေးရှေ့ဘေးကိုဆန်မယ်မူလနေရာပြန်သွားမယ်ကိုလုံးနိုင်တလောက်ပေါ့နော်လုံးနိုင်တလောက်လေးရှေ့ကိုတန်ဆန်နိုင်တလောက်ဆန်မယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့တစ်ခါလုပ်လို့ရှင်10ချင်းကနေပြီးတော့15ချင်းပြုလုပ်ပေးနိုင်ပါတယ်အခုဆိုလို့ရှင်တော့ဒီအာ ဒီ lower limb ပေါ့နော်ဒီခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ strengthening exercise တွေကိုအလွယ်တကူရဲ့အိမ်မှာလိုက်ပြီးတော့လေ့ကျင့်လို့ရမယ်အဆင်ပြေမယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်အဲတခုခုသိကျင်တာလေးရှိရဆိုလို့ရှင်လည်းကျွန်မကို comment မှာမှတ်ခဲ့ပေးလို့ရပါတယ်အဲနောက်တစ်ခုကပေါ့ဒီကိုယ်မိသားစုဝင်တွေမှာဖြစ်ဖြစ်တောင်အတိမိတ်ဆွေတွေဖြစ်ဖြစ်ပေါ့အခုလိုလေ့ထိထားတဲ့သူတွေဖြန်ထားတဲ့သူတွေရှိလို့ရှင်လည်းအဲသူတို့ပေါ့နော်ဒီလိုဘုဒ္ဓတလေ့ကျင့်ငန်းလေးတွေအတိသွန်းအောင် like and share လေးပြုလုပ်ပေးစေချင်ပါတယ်နောက်ကျွန်မရဲ့နောက်ထပ်ဗီဒီယိုပေါ့လေ့ကျင့်ငန်းနဲ့ပတ်သက်တဲ့ဒီကြောစနစ်ပိုင်းဆိုင်ရာလေးဆိုင် ဆိုင်ရာပြဿနာလေးကိုတသပြခင်အောင်ခုလိုလေ့ကျင့်ခန်း tips လေးတွေပေါ့နော်လေ့ကျင့်ခန်းလေးတွေစိတ်ဝင်စားတယ်အသိကျင့်တယ်နောက်ထပ်အသစ်လေ့ကျင့်ခန်းလေးတွေသိကျင့်တယ်ဆိုလို့ရှိရင်လည်းကျွန်မ channel လေးကို subscribe လုပ်ထားပေးဖို့မလို့ရသေးတဲ့သူတွေရှင်လည်းတောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲအဲကောင်းမွန်တဲ့ရည်ဖြစ်ပါစေတတ